မင်္ဂလာပါခင်ဗျာ Crane Movie ကနေကြိုဆိုပါရစေ။ညတညမှာလူတယောက်မီးလင်းနိုင်တဲ့ခုနဲ့ရှိသမျှလျှက်စစ်မီးတွေကိုစုပ်ယူနေပါဗျ။သူကတော့ Dumbledore ပဲဖြစ်ပါတယ်။တစ်ချိန်တည်းမှာပဲသူ့ကိုကြောင်ပေါ်ဆန်းပြောင်းပြီးစောင့်နေတဲ့ Professor McGonagall ဟာ Hagrid ရောက်ဖို့အချိန်တန်ပြီလို့ပြောလိုက်ပါတယ်။ညော်နေတဲ့အချိန်ညော်နေတဲ့သူရောက်လာပြီ။သူနဲ့အတူလာသားကလေးလေးတစ်ယောက်ပါပါလာပါဗျ။သူကတော့ Harry Potter ပါ။ ဟန်ဂရစ်ကသူခေါ်လာတဲ့ကလေးကိုတန်ရောစင်အကြီးတွေနဲ့မခွဲနိုင်ဖြစ်နေလို့ဒမ်ဘလ်ဒေါကဒါကအဆုံးသတ်မဟုတ်သေးပါဘူးဆိုပြီးဟန်ဂရစ်ကိုဖြောင်းပြပါတယ်ပရော်ဖက်ဆာမက်ဒိုနဂယ်ကဒီကလေးကိုဒီလိုဆိုးသွမ်းတဲ့မဂရီကြားတဲ့ထားခဲ့ဖို့ရာစိတ်မချဖြစ်နေပေမဲ့ဒမ်ဘလ်ဒေါကတော့မှော်ပညာနဲ့ဝေးရမှာကြည်ပြင်းရတာပိုတင်တော်တယ်ထင်လို့စာရဆောင်နဲ့အတူဒတ်စလေးမိသားစုမှာထားခဲ့ပါတယ် ဒါသလီမိသားစုဆိုတာဟယ်ရီပေါ်တာအမေရဲ့အမားဖြစ်ပြီးပြောရမယ်ဆိုရင်သူ့အတော်မိသားစုပါပဲညီကိုဝမ်းခွဲဖြစ်တဲ့ဒက်တလီကအလိုလိုက်ခံရလို့ဆိုသလိုဟယ်ရီပေါ်တာကအဲ့ဒီအိမ်မှာနိုးလာရတဲ့အားလုံးရဲ့ဝေယာဝေစာကိုလုပ်ပေးရပါတယ်ဒီနေ့ကဒက်တလီရဲ့မွေးနေ့ဖြစ်လို့တရိဆန်ယုံကိုသွားဖို့စီစဉ်ထားကြပါတယ်လက်လုပ်လက်တောင်းခိုင်းဖို့ဟယ်ရီကိုခေါ်သွားပြီးမယ်ဟိုမှာဘာထူးဆန်းတာတွေမှမလုပ်ဘူးမှော်ပညာတွေဘာတွေမမြင်ချင်ဘူးဆိုပြီးသူ့အကြောင်းကိုသိတဲ့ဦးလေးဖာနွန်ကမှားနေပါတယ်တကယ်လို့မင်းလုံးမိရင်ထမင်းတစ်ပတ်လောက်အငတ်ထားမယ်လို့ပါဟယ်ရီကိုသတိပေးလိုက်ပါတယ် ရိတ်ဆိုင်ကိုရောက်တဲ့အချိန်မှာတော့မြမပြီကလာတဲ့စပတ်အုံးမွေကိုတွေ့ပါတယ်။ဒက်တလီတယောက်ကတော့မွေးကအိတ်နေလို့ငပြင်းဆိုပြီးမကြေမနက်ဖြစ်နေပါတယ်။ဒါကြောင့်ဒက်တလီတို့မိသားစုကတခြားတရိတ်ဆန်တွေကိုရှောက်ကြည့်တဲ့အချိန်ဟယ်ရီကမွေးနဲ့စကားပြောနေပါတယ်။မွေးကသူပြောတာကိုနားလည်တဲ့အောင်ရှိနေတာကြောင့်ဟယ်ရီကအံ့ဩနေပါတယ်။ဒီမြင်ကွင်းကိုတွေ့လိုက်တဲ့ဒက်တလီကဟယ်ရီကိုတောင်းပယ်လိုက်ပြီးမွေးကိုကြီးဖို့လုပ်တဲ့အချိန်ဒေါသဖြစ်သွားတဲ့ဟယ်ရီရဲ့အကြည့်မှာမွေးနဲ့ဒက်တလီကြားကခြားထားတဲ့မှန်ကအလိုလိုပြောက်သွားပြီးဒက်တလီလည်းအထဲကိုပြုတ်ကျသွားရပါတယ်။ ။မွေးကဟယ်ရီကိုကျေးဇူးတင်စကားပြောပြီးအပြင်ကိုထွက်ပြေးလွတ်မြောက်သွားပါတယ်။ဒက်တလီလည်းပြန်ထမယ်လို့တော့မှမှန်ကပြန်ကာထားပြီးသားဖြစ်သွားပြီးဒက်တလီထွက်မရတော့ပါဘူးသူရဲ့မိသားတွေကတော့ဒက်တလီကိုမွေထားတဲ့မှန်ထဲမှာတွေ့လိုက်ရလို့ကြောက်လန့်တကြဖြစ်သွားကြပါတယ်ဦးလေးဖာနွန်ကတော့ဒါကဟယ်ရီလက်ချက်ဆိုပြီးတွေးနေခဲ့ပါတယ်ဒါကြောင့်မဲဟယ်ရီကိုလှေကားအောက်ကသူ့ခန်းလေးထဲမှာတော့ခတ်ထားလိုက်ပါတယ်နောက်တစ်နေ့မှာတော့စာရပုံးလေးကစာရကိုဟယ်ရီသွားယူတဲ့အချိန်သူ့နာမည်နဲ့စာတစ်စောင်ပါနေတာကိုဟယ်ရီထူးဆန်းစွာပဲတွေ့လိုက်ရပါတယ် စာကိုဟယ်ရီမကြည့်ရသေးခင်မှာပဲဒက်လီကလူပြီးအိုလီဗာနွန်စီကိုပေးလိုက်ပါတယ်ဒီစာကဟော့ဝတ်ကျောင်းကြီးကပို့ထားတာဖြစ်လို့သူတို့လမ်းသွားကြပါတယ်ဒီစာကိုဟယ်ရီဖောက်ခွင့်ရမှာမဟုတ်ဘူးဆိုတာကြိုသိနေတဲ့ဒမ်ဘယ်တော်ကနောက်ရက်တွေမှာလဲဇီးဝတ်ပေါင်းများစွာကနီလန်ပေါင်းများစွာနဲ့စာရီပို့ကိုကြိုစီစဉ်ထားခဲ့ပါတယ်ဒီလိုပို့လဲစာရီကဟယ်ရီဖောက်ခွင့်မရပဲအိုလီဗာနွန်ရဲ့ဖြည့်ဆည်းခြင်းကိုသာခံနေရပါတယ်ဒီကနေ့ကတော့တနင်္ဂနွေဖြစ်လို့စာရီလာမမဟုတ်ဘူးဆိုပြီးဦးလေးဗာနော်တယောက်ပြောနေပေမဲ့ယာနဲ့ချီတဲ့ဇီးခွက်တွေကအိမ်ပြန်မှာရောင်းနှင်နေကြပါဗျ ိတ်မကြခင်မှာပဲမိခေါင်းနိုင်ငံကနေစာရီအများကြီးအဆက်မပြတ်ဝင်လာပြီးနောက်ဆုံးမှာတော့စာတစောင်ကို Harry ဖတ်ခွင့်ရသွားပါတယ်။ဒီလိုဖြစ်ရက်တွေကိုတားဆီးခြင်းနဲ့ Vernon ကလူသူရောက်ပေါက်နေတဲ့နေရာစီကိုရွှေ့ပြောင်းခဲ့ပါတယ်။ဒါပေမဲ့ဖြစ်မဲ့ယာရီကဖြစ်လာမှဖြစ်ပြီးည7နာရီမှာဟယ်ရီကသူ့မွေးလာတွေကတခါမှကျင်းပခွင့်မရတဲ့သူ့ရဲ့မွေးနေ့ကိုကျမ်းမြင်ပေါ်မှာလက်နဲ့ကိတ်ပုံစံရေးပြီးတကူတော့ကျင်းပနေတော့ခေါဝဝလူကြီးတယောက်ကတကားကိုဖြတ်ပြီးဝင်လာပါတယ်။ဘာနုံတို့ကအတန်ကြားလို့တနက်တလက်ဆွဲပြီးဝင်လာပေမဲ့ ခနကဝင်လာတဲ့လူကြီးက Hagrid ဖြစ်ပြီး Harry မွေးနေ့အတွက်သူယူလာတဲ့ကဲမုတ်ကိုပေးပြီး Harry ကိုမော်ကြောင်းကိုတက်ဖို့လာခေါ်တာဖြစ်ကြောင်းပြောပြပါရယ်။ဒါပေမဲ့လက်ရှိအုတ်ထင်းသူတွေဖြစ်တဲ့အတော်မိသားစုကမထည့်ပေးလိုက်နိုင်ဘူးလို့ပြောပါရယ်။သူညမတေးရတာဒီလိုမော်ရီစုံတက်တွေနဲ့ပတ်သက်ပြီးလို့ဆိုပြီးအတင်းညင်းဆန်ပါရယ်။အဲ့ဒီချိန် Harry တို့ကယူလာတဲ့ကဲမုတ်ကိုစားရတဲ့ကလေးပုံငတ်တဲ့ Dudley ကခိုးစားနေတာကြောင့် Hagrid ကမော်ပညာနဲ့ Dudley ကိုအမိပေါအောင်လှုပ်လိုက်ပါရယ်။ဒါကိုကျေနပ်သွားတဲ့ Harry လည်း Hagrid ခေါ်ဆောင်ရနောက်ကိုလိုက်လာခဲ့ပါတယ်။ Hagrid နဲ့ Howard ကိုတွားရလမ်းတစ်လျှောက်မှာလူတိုင်းကသူ့ကိုတီးပြီးသူကသာအဲဒီလူတွေကိုမသိတာပါ။ဆိုင်ထဲမှာ Howard ရဲ့ Professor တယောက်နဲ့လည်းမိတ်ဆက်ပေးခဲ့ပါတယ်။ဆိုင်ရဲ့နောက်ဖေးပေါက်မှာတော့အုံနေရတစ်ချက်ရှိပြီးလမ်းဆုံးနေပေမဲ့ Hagrid ကသူ့မှာပါလာတဲ့ ठी နဲ့နယံကအုပ်တွေကိုဟိုထောက်ထီထောက်လုပ်လိုက်တော့အုံနေရကပွင့်လာပါတယ်။အဲဒီနောက်အုံနေရရဲ့တစ်ဖက်မှာ Diagon Alley ဆိုတဲ့ မော်ပညာရေးနဲ့ပြည့်နေတဲ့လမ်းကြားကိုရောက်သွားပါတယ်။ဟဲရီမှာလိုအပ်တာတွေဝယ်ဖို့ပတ်စံမရှိတဲ့အတွက် Green God လို့ခေါ်တဲ့မော်ပန်ကိုခေါ်သွားပါတယ်။မော်ပန်ထဲမှာမင်းစာရေးအလုပ်လုပ်နေတာကိုဟဲရီမြင်တော့တအားအံ့အသင့်ဖြစ်သွားတယ်။မင်းသားတကောင်ကဟယ်ရီငွေထုတ်ဖို့ဗန်တော့ကိုတောင်းနေရတဲ့ဟက်ဂရစ်ကဟယ်ရီအတွက်တော့နဲ့ဒမရော့မှလိုက်တဲ့ပစ္စည်းကိုပါတခါတည်းထုတ်ယူဖို့လုပ်ပါတယ်။ဗန်ကန်နဲ့ရောက်တော့ဟယ်ရီအန်အောလောက်အောင်အထဲမှာများပြားတဲ့ရွှေတွေရှိနေခဲ့ပါတယ်။ဒါကသူ့မိဘတွေသူ့အတွက်ထားခဲ့တာပါ။ဟယ်ရီရဲ့ဗန်ကန်ကနေဒမ်ဘယ်တော့မှလာတဲ့ပစ္စည်းကိုယူဖို့ နောက်တစ်ခန်းကိုရောက်တဲ့အချိန်ဒီကိစ္စကိုလှုပ်ဝက်ထားဖို့ Harry ကို Hagrid ကမှားလိုက်ပါတယ်။ငွေရလာပြီဆိုတော့လိုအပ်တာတွေဝယ်ဖို့အတွက်သွားရင်လည်းမော်ဒုတ်တံဝယ်ဖို့ဆိုင်မှာ Harry ကိုထားခဲ့ပြီး Hagrid ကတနေရာကိုထွက်သွားပါတယ်။ဆိုင်ထဲရောက်တော့ဆိုင်ရှင်က Harry ကိုတီနေပြီး Harry နဲ့တင်းတော်မယ်ထင်တဲ့မော်ဒုတ်တံကိုထုတ်ပေးပါတယ်။မော်ဒုတ်တံတော်တော်များများကသူနဲ့အဆင်မပြေပဲသူ့ကိုအမှားရုပ်ပေးခဲ့တဲ့မော်ဒုတ်တံထဲမှာအဆင်ပြေသွားလို့ဆိုင်ရှင်ကိုယ်တိုင်အံ့ဩနေခဲ့ပါတယ်။ Harry လည်းအဲ့ဒါဘသူလဲမေးတော့ Sanction ကနာမည်ပြောလို့မရဘူးလို့ပြောနေတော့ Hagrid ကြောက်လာပြီးစီဝတ်တကောင် Harry တို့ကဝယ်လာပါတယ် ဆိုင်ဆိုင်မှာနီးလဲတာစားနေတော့ Harry ကသူ့ကိုမှရွတ်ပေးခဲ့တဲ့သူကသူ့အဖေနဲ့အမေကိုတတ်ခဲ့တာတကယ်ပဲလားလို့မေးလိုက်ပါတယ်။အဲဒီတော့ Hagrid ကသူ့နာမည်မပြောပြနိုင်ဘူးပြောတော့စားနဲ့ရေးပြမလားလို့ Harry ကပြန်မေးတာကြောင့် "तू အဲ့နာမည်စလုံးမပေါင်းတတ်ဘူး"လို့ပြောရင် Voldemort ဆိုတဲ့နာမည်ကိုအတန်ခတ်တူးတူးနဲ့ပြောပြလိုက်ပါတယ်။သူကအရန်ကိုစိုးသွမ်းတဲ့သူတစ်ယောက်ဖြစ်တယ်လို့ powerful ဖြစ်တဲ့မော်ဆရာတစ်ယောက်ဖြစ်ပြီး Harry ရဲ့အဖေနဲ့အမေကိုတတ်တဲ့ညမှာ Harry ကိုတတ်ဖို့ကြိုးစားခဲ့ပေမဲ့မအောင်မြင်ခဲ့ပဲ Harry နှစ်ဖူးမှာအမာရုပ်တစ်ခုသာကြံခဲ့တဲ့အကြောင်းကိုပြောပြလိုက်ပါတယ်။ ရတာပူတာကိုရောက်တော့နိုင်ကိုကြည့်ပြီးဒမော်တော်မှားတဲ့ပစ္စည်းသွားပေးဖို့အချိန်နီးနေလို့ဟယ်ရီကိုကိုဘသားကိုသွားဖို့ရထားလက်မှတ်တစ်ခုနဲ့အတူထားခဲ့လိုက်ပါတယ်။ဟယ်ရီကရထားလက်မှတ်ပါတဲ့ platform ကဒီမှာမရှိဘူးလေလို့ပြောနေတော့ဟက်ဂရစ်ကမရှိတော့ပါဘူး။လုံုံရေးသွားမိတော့လည်းမသိပါဘူး။ဟယ်ရီဘယ်သွားလို့သွားရမှန်းမသိဖြစ်နေတဲ့အချိန်လူတစုကရထားပူတာကိုဖျက်ဖို့လုံနေကြပါတယ်။ဟယ်ရီကြည့်နေတော့မှပဲသူတို့ကအုံနေရန်နဲ့ကိုအချိန်နဲ့ပြေးဝင်ပြောက်ွယ်သွားတာကြောင့်ဟယ်ရီလည်းသွားမိကြည့်ရင် သူသွားမဲ့နေရာကိုတီးလိုက်ရပြီးသူနဲ့အတူပထမနှစ်အတူတက်မဲ့ Rom ဆိုတဲ့ကောင်လေးတယောက်ကိုပါတွေ့လိုက်ရပါတယ်။ Herd အုံမြန်တဲ့ကိုပြေးဝင်ရင်တစ်ဖက်ကိုရောက်တော့သူရှာနေတဲ့ platform ကိုတွေ့လိုက်ရပါတယ်။ကြားထားထွက်ခွာပြီးတိတ်မကြခင်မှာပဲဘူတာမာတို့ကတွေ့လိုက်ရတယ်။ Rom ဆိုတဲ့ကောင်လေးကထိုင်ကြနေရမကြံတော့လို့အတူထိုင်လို့ရမလားလာမေးပါတယ်။ Harry ကသူ့ကိုယ်သူမိတ်ဆက်တဲ့အခါ Ron က Harry ကိုတိနေခဲ့ပြီးပိုသေးကြချင်တာကြောင့်အမယုတ်ရှိမရှိလမ်းပြခိုင်းတော့အမယုတ်ပါရှိနေလို့ Ron အံ့ဩနေပါတယ်။ မုတ်တဲရောက်လာတော့ရောင်ကပတ်စံမရှိလို့မစားတော့ဘူးပြောပေမဲ့ဟယ်ရီကဝယ်ကျွေးလိုက်လို့ပိုရင်းနှီးသွားကြပါတယ်အဲ့ဒီချိန်ကောင်မလေးတယောက်သူတို့ရှိရာကိုရောက်လာပြီးသူ့ကိုယ်သူဟာမွိုင်းနီလို့မိတ်ဆက်လိုက်ပါတယ် ရောက်ခံနေပြီဖြစ်လို့ចောင်းဝတ်ဆောင်လဲထားဖို့လဲဆရာကြီးလှုပ်သွားပါတယ်။ယထာကဘူဒါကိုစိုက်ချိန်မှာ Hagrid ကကြိုရောက်နေပြီးမိလုံးတစ်လုံးနဲ့ចောင်းသားတွေကိုလမ်းပြခဲ့ပြီး Howard ចောင်းစီကိုလှေနဲ့ဆက်သွားကြပါတယ်။ခံရပြီးလှပတဲ့ Howard ចောင်းက Harry တို့အတွက်အရာရာငေးချင်စရာဖြစ်နေပါတယ်။ပထမနှစ်ចောင်းသားအလုံးကိုပေါမော့ခ Professor McGonagall ကမောအုပ်ထုံးနဲ့အဆောင်လေးခွဲပေးပါတယ်။ကျန်တဲ့သူတွေအတွက်ခေါင်းမအုပ်ထုံးတင်လိုက်တဲ့ဆိုရင်ပဲအုပ်ထုံးကအလွယ်တကူအဆောင်ခွဲပေးသွားပေမဲ့ Harry လက်မှာတော့အတော်စဉ်းစားပြီးမှ Harry ရဲ့ပါဇက်ကနေ စလီဒရင်ဖြစ်ပါစေနဲ့လို့တိုးတိုးရည်ရွယ်နေတာကြောင့်အိုထုတ်ကဒါဆိုရင် Gryffindor ဆိုပြီးတော့ Gryffindor ကိုပဲပို့လိုက်ပါတယ်ဒီချိန် Harry ကိုအသေးစားစောင့်ကြည့်နေတဲ့သူကတော့ Professor Snape ပါပဲ Harry Ron နဲ့ Hermione တို့က Gryffindor မှာပဲအတူကြားရောက်ခဲ့ပါတယ်နောက်တစ်ရက်ပထမဆုံးအတန်းချိန်မှာမြေပုံမကျွမ်းလို့ Ron နဲ့ Harry တို့ကအတန်းချိန်နောက်ကျနေပြီမဲ့အတန်းထဲမှာဆရာမမရောက်သေးလို့ပြောနေကြတော့ခုံပေါ်မှာရှိတဲ့ကြောင်ကပုံပြောင်းထားတယ်ပမခ McGonagall ဖြစ်နေပါတယ်နောက်ကိုနောက်ကျရင်ပုံပြောင်းဖြစ်မယ်ဆိုပြီး သတိပေးလိုက်ပါတယ်နောက်ထပ်အတန်းတစ်ခုက Professor Snape ရဲ့အတန်းဖြစ်ပြီးခက်ထန်တဲ့ဆရာဖြစ်လို့အားလုံးကကြောက်ကြပေမဲ့ Harry ကသူ့ရေးချင်တာတွေရေးနေလို့ Snape ကနာမည်ကြီးပြီးဘုံဝင်မြင့်နေပေမဲ့ဘာမှမဟုတ်ပါတာလို့ပြောနေပါတယ်နောက်ထပ်သင်ခန်းစာအနေနဲ့တပည့်စည်းပြန်သင်ကြားရေးအတန်းကိုတက်ခဲ့ကြပြီးကြောက်တတ်တဲ့ Nevis ရဲ့မတော်တဆဖြစ်ရဲ့ကြောင့်သူ့ကိုဆေးဘေးကလိုက်ပို့နေတော့ Nevis ကြကြံခဲ့တဲ့သတိပေးဘောလုံးလေးကို Mufine ကကောက်ယူလိုက်ပါတယ် Harry ကပြန်ပေးဖို့ပြောရင် Mufine ကလိုချင်ရင်လိုက်ယူဆိုပြီးတပြက်စီးနဲ့ပြန်တက်သွားပါတယ် ဒါကကြောက်ချနေတာဆိုတဲ့ဟာမိုင်နီရဲ့သတိပေးစကားကိုလှစ်လူရှူပြီးဟယ်ရီကလိုက်သွားပါတယ်။မော်ဖိုင်းကဝေးကိုလှုပ်ပစ်လိုက်တာကိုဟယ်ရီကလိုက်ဖမ်းရင်ဒီဖြစ်ပျက်ကိုမြင်သွားတယ်။ပေါင်မောက်ခမက်ကွန်နဂယ်ကဟယ်ရီကိုကွစ်ဒစ်အသင်းထဲကိုထည့်ဖို့ဂရစ်ဖင်ဒေါ်ရဲ့ကွစ်ဒစ်အသင်းကောင်းဆောင်စီကိုခေါ်သွားလိုက်ပါတယ်။ဒီလိုနဲ့ရှားစုနဲ့အတွင်ပထမဆုံးအနေနဲ့အသက်ငယ်ဆုံးကွစ်ဒစ်ကစားသမားအဖြစ်ကျောင်းမှာနာမည်ကြီးသွားပါတယ်။ကွစ်ဒစ်ကစားရမှာကြောင်းနေတဲ့ဟယ်ရီကိုဟာမိုင်နီကသူ့အဖေရဲ့စူရစိတ်တွေကိုလိုက်ပြပြီး Harry ရဲ့အဖေ James Potter က ခွစ်ဒစ်မှာချန်ပီယံဆိုတာကိုလိုက်ပြပါတယ်။အိတ်ဆောင်ကိုပြန်တဲ့အချိန်လှေကားတွေကရွေးနေလို့အခန်းတစ်ခုကိုမှားရောက်သွားပါတယ်။အဲ့ဒီခန်းထဲမှာခေါင်းသုံးလုံးခွေးကြီးနဲ့စုံလာကြောင်းထွက်ပြေးလာခဲ့ပြီးဟာမိုနီကခေါင်းသုံးလုံးခွေးကြီးအောက်မှာတကားပေါက်ရှိပြီးဒါကိုသူကစောင့်နေတာလို့ဟာမိုနီကဟယ်ရီလိုသတိမထားမိတာကိုပြောပြလိုက်ပါတယ်။ခွစ်ဒစ်ခေါင်းဆောင်ကတော့ဟယ်ရီကိုခွစ်ဒစ်စည်းကမ်းတွေပြောပြပြီးဟယ်ရီအလုပ်ကတော့ရွှေဘော်လုံးရှာရမှာပါ။သူတို့မော်တော်လန်နဲ့ပထမဆုံးတင်ရတဲ့စပယ်ကတော့ဝင်ဂါဒီယန်လီဗီယိုဆာဆိုတဲ့ အရာဝတ္ထုတွေကိုလေဘော်ဝဲတဲ့စပယ်ပါဒီစပယ်ကို harmony တယောက်ကကောင်းကောင်းလုပ်ပြနိုင်ပေမဲ့ ron ကတော့မလုပ်နိုင်ပါဘူးဒါကြောင့် ron ကအပြန်လမ်းမှာ harmony ကိုတက်ရောက်ကားလို့အတင်းပြောနေတော့ harmony ကြားသွားပြီးစိတ်မကောင်းဖြစ်သွားပါတယ်ညလာစားချိန်မှာ harmony ရောက်မလာခဲ့ပါဘူးအဲ့ဒီချိန်မြေအောင်ခန်းထဲမှာ blue ကြီးတစ်ကောင်ရောက်နေတယ်လို့ professor choir ကသတိလာပေးသွားပါတယ်ထိတ်လန့်နေတဲ့ចောင်းသားကြီးအကုန်လုံးကိုအိတ်ဆောင်ကိုပြန်ပို့ပြီးဟိုအတန်းကောင်းဆောင်တွေကို ဒမ်မလ်ဒေါကစေခိုင်းလိုက်ပါတယ်ဒါပေမဲ့ဟာမိုင်းနီပြောင်းနေလို့ဆိုရင်လည်း Harry နဲ့ Ron တို့ကမိန်းကလေးအိမ်သားမှာဟာမိုင်းနီကို သွားရှာကြပါတယ်ဝမ်းနဲ့နေလို့အိမ်သားထဲငိုနေတဲ့ဟာမိုင်းနီကဘလူးနဲ့စုံခဲ့ပြီး Harry နဲ့ Ron ကအာမိုင်းနီကိုကယ်ဖို့သူတို့တခုတည်းတက်ခဲ့တဲ့ spell နဲ့ဘလူးရဲ့လက်ကင်တို့ကိုလေရဲဝဲပြန့်စေခဲ့ပြီးအနိုင်ယူလိုက်ပါတယ်ဒီချိန်ဒီနေရာကိုဆရာရောက်လာခဲ့ပြီးအဲ့ဒီတည်းမှာ Professor Snape ခြေောက်ကဒဏ်ရာကို Harry ကတွေ့သွားပါတယ် ခွိနစ်ကစားပွဲမှာရွှေဘောလုံးရှာနိုင်ရင်အမှန်အများဆုံးနဲ့အနိုင်ရမှာဖြစ်လို့ရွှေဘောလုံးရှာတဲ့သူကအရေးကြီးပါတယ်။သူ့ရဲ့ပထမဆုံးခွိနစ်ပွဲမှာဟယ်ရီဒီယောက်လေးရဲမှာဂျုံလုံးမောက်ခုံနေဖြစ်နေပါတယ်။ဒီချိန် Professor Snape ကလာရွတ်နေတာကို Harmony ကမြင်သွားပြီး Snape ရဲ့နောက်ကနေ Snape ရဲ့အင်ကြီးစားကို Spare နဲ့မီးလောင်လှုပ်လိုက်ပါတယ်။ဒီတော့မှ Harry လည်းပုံမှန်ပြန်ဖြစ်သွားပြီးရွှေဘောလုံးကိုဖမ်းရင်အစုံမှာဗဇက်နဲ့ဖမ်းလိုက်နိုင်တာကြောင့် Gryffindor လို့အနိုင်ရသွားပါတယ်။ Ron ကစစ်တူရင်ထိုးရတာဝါသနာပါပြီ။တော်လဲတော်ပါတယ်။ ခရစ်စမတ်ညမှာတော့အိမ်ကပို့တဲ့လက်ဆောင်တွေရကြပြီးဟယ်ရီကတော့ကိုပြားဝစ်စုံတစ်ခုကိုသူ့ဖေထားခဲ့တဲ့အမွေဖြစ်ဘသူပို့လိုက်မှမသိပေမဲ့လက်ဆောင်ရခဲ့ပါတယ်။ကိုပြားဝစ်ယုံကိုအတုံးချပြီးသူ့လိုချင်တဲ့အချက်လက်တွေကိုရှာရင် Professor Quirrell ကိုချင်းချောင်းနေတဲ့ Snape ကိုတွေ့ရပြီးအခန်းတစ်ခုထဲမှာလည်းလူတိုင်းအမှန်ကိုတွေ့ခဲ့ရပါတယ်။အဲဒီမှန်ထဲမှာသူ့ဖေနဲ့အမေကိုပါတွေ့လိုက်ရပါတယ်။ Ron ကိုခေါ်ပြတော့သူက Quidditch Champion ဖြစ်တယ်လို့ပြပါတယ်။ Hagrid ကိုသိချင်တာလေမေဘို၃ယောက်သား Hagrid အိမ်ကိုသွားလင်နေတော့မဖိုင်းမြင်သွားလို့၄ယောက်စလုံးအမှန်ရှော့ခံရပြီးအပြစ်ပေးတဲ့အနေနဲ့တားမြစ်တော်တယ်ကိုလွတ်လိုက်ပါတယ်။အဲဒီမှာ Harry ကလူတစ်ပိုင်းမြင်းတစ်ပိုင်းနဲ့ဆုံပြီးသူကမော်ကြောင်တုံးက Voldemort ပြန်ရသွားရင်အားပြန်ကောင်းလာမှာဖြစ်တဲ့အကြောင်းသတိပေးလိုက်ပါတယ်။ညဘက်မှာ၃ယောက်သားခိုးထွက်ဖို့လုံကြပြန်တော့မိသွားရင် Gryffindor အမှန်ရှော့မှာကြောက်တဲ့ Neville ကတားနေတာကြောင့်မတက်နိုင်တော့ပဲ Hermione ကသူ့ကိုကြောက်ရွံ့ဖြစ်အောင်လှုပ်ခဲလိုက်ရပါတယ်။ ကိုပြောက်ဝိယုံနဲ့တောင်းရသာခိုးထွက်ကြရင်သူတို့ရောက်တော့တချင်းတန်တဲ့အတူခေါင်းသုံးလုံးခွေးကြီးအိပ်ပျော်နေလို့ snake ကသူတို့အရင်ရောက်နေပြီလို့ကောက်ချက်ချလိုက်ကြပါတယ်။အဲဒီအချိန်မှာပဲတချင်းတန်ရက်သွားလို့ခေါင်းသုံးလုံးခွေးနိုးလာတာကြောင့်လိုဝတ်အပေါက်ထဲကိုတောင်းရသာခုံချသွားပါတယ်။နွယ်ရှင်တွေဘုတ်ကိုပြုတ်ကျသွားပြီးဒီနွယ်ရှင်တွေကစိတ်ထိုင်လွတ်ပေမဲ့အတင်းယုံနေရင်တော့တည်တိုင်ပါတယ်။ဟယ်ရီနဲ့ဟာမိုင်းနီအတွက်ပြဿနာမဟုတ်ပေမဲ့ အကြောက်ကြီးတဲ့ drum ကိုတော့ harmony က spare သုံးပြီးကူညီလိုက်ရပါတယ်နောက်တစ်ခါမှာတော့ပြန်နေတဲ့ thought တွေကိုတွေ့ကြရပြီးတကားရဲ့ thought အစ်ကဒီဟာရီတဲကအချောင်းဆိုတာရိမ့်မိသွားတာကြောင့်တပြက်စီးပြန်စီးတာတော်တဲ့ harry ကမတူပဲ꿰ပြနေတဲ့ thought ကိုအမိရလိုက်ဖမ်းပါတယ်ခက်ခက်ခဲခဲနဲ့တစ်ခုလုံးတန်းရရရပြီးယူလိုက်ရပြီမဲ့နောက်ဆုံးတော့ thought ကိုရခဲ့ပြီး harmony တို့စီကိုပြစ်ပေးလိုက်ပြီးအခန်းထဲတကားကိုအမြန်ပိတ်လိုက်ရပါတယ်ဒီမှာထပ်ပြီးကြုံတွေ့ရတာကစစ်တူရင်အကြီးစားတွေပါ စစ်တပ်ရင်ပွဲကိုအနိုင်ကစားမှနောက်တစ်ခန်းကိုသွားလို့ရမှာဖြစ်လို့စစ်တပ်ရင်ကစားတာတော်တဲ့ ROM ကပဲဥဆောင်မိကစားပါတယ်စစ်တပ်ရင်ဆိုပေမဲ့ရှုံးတဲ့သူကိုဖျက်ဆီးပြတာဖြစ်လို့အတန်းနဲ့ရင်မိကစားရတဲ့စစ်တပ်ရင်ပွဲဖြစ်ပါတယ်အနိုင်ခွက်ရဖို့ ROM ကသူ့ကိုယ်သူစတဲ့ခံပြီး ROM ပြုတ်ကျသွားတော့ Harmony ကပြေးကူညီခြင်းပေမဲ့ကစားပွဲမပြီးသေးတာကို Harry ကသတိပေးပြီးပွဲကိုအနိုင်ပြီးအောင်ကစားလိုက်ပါတယ်အဲဒီနောက်ဒဏ်ရာရသွားတဲ့ ROM ဆမ်လိုက်နိုင်တာကြောင့် Harmony လည်း ROM ကိုကူညီပေးဖို့နေခဲ့ရပြီး Harry တယောက်တည်းနောက်တစ်ခန်းကိုဆက်သွားခဲ့ပါတယ် အဲ့ဒီမှာလိုဒါရမှန်ကိုတွေးလိုက်ရပြီအဲ့ဒီမှာသူတွေးလိုက်ရတာကသူတို့ထင်နေတဲ့ snake မဟုတ်ပဲ professor choir ဖြစ်နေပါတယ် choir ကသူ့လိုစကားထစ်ပြီးအနေအေးတဲ့သူကိုမထင်တော့မှလာလို့ပြောရင် quidditch ပွဲမှာ harry ပြုတ်ကြောင်လို့လာသူဖြစ်ပြီး snake က harry ကိုကာကွယ်တဲ့ဂါရာကိုယွတ်နေတာပါ snake အင်ကြီးမိလောင်သွားလို့သူ့မြင်ကွင်းကိုကွယ်သွားလို့သာလွတ်သွားတာဖြစ်ကြောင်ပြောပါတယ်မှန်ရှင်းမှာယက်နေတဲ့ harry ကမှန်ထဲမှာသူကဘောင်းမီအိတ်ထဲမှော်ကြောက်တုံးထည့်လိုက်တာကိုတွေ့လိုက်ရပါတယ်သူ့အိတ်ထဲသူပြန်စမ်းကြည့်တော့လေတကယ်ရှိနေပါတယ် ခွာရဲကဘာမြင်လဲမေးတော့ဟယ်ရီကသူမိဘတွေကိုပဲမြင်တယ်ဆိုပြီးလိန်ဖြေပါတယ်။လိန်နေတယ်လို့ခွာရဲနောက်ကအရာတစ်ခုကပြောပါတယ်။ဒီတော့မှကိုပိုင်ခန္ဓာမရှိလို့သူများခန္ဓာကိုမှကပ်ပါလို့နေနေရတဲ့ဖိုလာမော့စ်ကိုထုတ်ပြပါတယ်။ဖိုလာမော့စ်ကသူ့ကိုကိုပိုင်ခန္ဓာကိုပြန်ရအောင်လှုပ်ပေးနိုင်တဲ့အရာကမင်းအထဲမှာရှိရဲလို့ပြောပါတယ်။ဟယ်ရီကအိတ်ကတ်ထဲကထုတ်လိုက်ပြီးမဲမပေးတာကြောင့်ခွာရဲကဟယ်ရီစီကဝင်တူပါတယ်ဟယ်ရီလည်း ကြောက်တော့ကင်လာတဲ့လက်နဲ့ခွာရဲမျက်နှာကိုကန်လိုက်တဲ့အချိန်လက်ကအပူလောင်ပြီးတဲရီလိုကြွေကျသွားပါတယ်။ဒါကိုမြင်လိုက်တော့ဟဲရီလည်းခွာရဲမျက်နှာကိုပါလက်နဲ့ဖမ်းကင်လိုက်ပြီးတကိုယ်လုံးလောင်ကျွမ်းပြကျသွားပါတယ်။ဖိုဒါမော့လည်းခန္ဓာမရှိတော့တာကြောင့်ဟဲရီကိုတိုက်ပြီးပြေးထွက်သွားပါတယ်။ဟဲရီလည်းဒီနေရာမှာပဲသတိလစ်သွားပါတယ်။သူနိုးလာတော့ဆေးရုံပေါ်ရောက်နေပြီးဒမ်ဘယ်တော်လည်းရှိနေပါတယ်။ဟဲရီကမော်ကြောင်လုံးကြောင့်မေးတော့ဒမ်ဘယ်တော်ကသူဖြက်စီးလိုက်ပြီလို့ပြောပါတယ်။ဒါဆိုဖိုရမ်ကပြန်မလာနိုင်တော့ဘူးလားလို့ဟဲရီကမေးတော့ဒမ်ဘယ်တော်က ။ငါလည်းသူပြန်လာဖို့နောက်တနည်းရှိနိုင်မလားတွေးနေတာကိုဖြေပေးလိုက်ပါတယ်။နှိမ့်ကုန်ကန်ဒီမှာအမှတ်တွေကိုတွေ့တဲ့အချိန်စလီသရင်းကအမှတ်အပြတ်သက်သာနေလို့ချန်ပီယံစုကိုရတော့မယ်ဆိုပေမဲ့ဒမ်ဘောတော့ကတငယ်ချင်းတွေထိခိုက်မှာစိုးလို့တားတဲ့နဗေးစ်အတွက်ဆယ်မှတ်ရွန်မြက်စတူရင်အစွမ်းဟယ်ရီရဲ့စွမ်းဆောင်ရည်အတွက်အမှတ်တွေပေါင်းပေးပြီးအဆုံးမှာဂရစ်ဖင်တော့ကအနိုင်ရသူဖြစ်ပြီးစူဘလာကိုစုခူးသွားပါတယ်။